ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ဖျားရှင်းပြပြီးတော့မူပါဟုတ်ပြီဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲလူတွေချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေသလဲဒီ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်။လူဘာကြောင့်ဖြစ်ရတယ်လဲ၊ကဘာကြီးဘာကြောင့်ရှိနေရတယ်လဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖြန်ဆင်းလို့ဆိုနေအကြောင်းကိုသူရှာတယ်။မှန်ပါဗျာ။တကူရှင်ကဖြန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့လေဣတရနေမနဝါရလို့ခေါ်တယ်။မှန်ပါဗျာ။ဣတရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမနာ သူစိတ်တိုင်းရဖန်ဆင်းလိုက်တယ်။မှန်ပါဗျာ။ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ် နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ်ပေကတာဟိတုဝါဒဆိုပေါ်လာတယ်။ဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်အတိတ်ကလုခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်။ဟုတ်ပါဘူး။တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးအကြောင်းရှာကြတယ်။ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းစပ်လို့တောကကြီးကဖြစ်ထွန်းလာတယ်။ဟုတ်ပါဘူး။အဲ့တော့ ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြည့်မှာရုပ်ကို ဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ္ထုစားတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း၂၄ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း၂၄မျိုး ရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ခေါ်ပြထားတယ်။အဲ့ဒီအကြောင်းတရားရှာတဲ့အပေါ်မှာအဓိကကွယ်ပြားခြားနာကြတယ်။အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣဒ္ဓရနေမနာသာဝရဘုရား တကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်